သေးကွေးသူများတို့ပေးစာလောင်စာထဲမှာအလုံးလောင်စာကနျူကလ িয়ার လောင်စာထက်အပြင်းတယ်သင်ဘယ်နေရာမှာအသုံးချလေဆိုတာပဲမူတည်ပါတယ်အသေးကွေးတယ်ဆိုတဲ့အချိန်ကအသုံးချတတ်ရင်ဘဝမှာအောင်မြင်ဖို့အကောင်းဆုံးအချိန်ပါပဲအဲ့ဒီလိုအချိန်မျိုးကကိုမပိုင်ဆိုင်နိုင်လို့တဲ့သူတယောက်ကိုရင်ဘတ်နဲ့ဥနောက်သေးကထုံမရဖြစ်နေတဲ့အချိန်မှာအဲ့ဒီသူကိုရင်ဘတ်နဲ့ဥနောက်သေးကထုံနိုင်ဖို့ဆိုတာကြီးမားတဲ့ခွန်အားနဲ့စွန့်အင်ကိုအသုံးပြုရပါတယ် ဒီနေရာမှာ လူနှမျိုးကွေးသွားပါတယ်တချို့ကအသေးကွေးလို့အရက်တော့တယ်ကိုကိုကိုတက်တဲ့ဖို့ကြိုးစားတယ်မူးယစ်ဆဲဝါးသုံးဆွေးတယ်ကလေးကရှိဖြစ်သွားတယ်ပြီးတော့သူ့เจ้าငါဘဝပြက်တာဆိုပြီးသူများကိုဆွဆွေးသေးတယ်တကယ်တော့တင်ဘဝကိုတင်ကလွေပြီးဘသူကမှမပိုင်ပါဘူးသူပိုင်နေဆိုရင်တော့တင်ယူးယူးမိုက်မိုက်သွားပေးထားလို့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့တင်တိထားဘောကအချိန်မရွေးပြန်ယူလို့ရတယ်ဆိုတာပါပဲ။ တင်းဘွားကတင့်အပိုင်ပါနောက်တစ်မျိုးကအသေးကွင်းရင် အလုတ်ပေါ်ကြောစားတယ်သူ့ရောခေါင်းထဲကထုတ်နိုင်မှုအစွမ်းကုန်ကြောစားတယ်သူ့အကြောင်းတွေးရင် ကုံသွားမဲ့အချိန်တွေကိုအကျိုးရှိတဲ့နေရာမှာအသုံးချဖြစ်တယ် energy transform လုပ်တတ်ကြတယ်အသေးကွင်းရာကနေဖြစ်ပေါ်လာတဲ့စွန်းအင်ကလူတယောက်ကိုအောင်မြင်အောင်ပြုလုပ်ပေးနိုင်ပါတယ်အဲ့ဒီလိုလူမျိုးကို ကိုယ်တိုင်မြင်ဖူးပါတယ် BNN လို့ဆင်းပြီးမဖွဲ့ဖြိုးသေးတဲ့နိုင်ငံတစ်ခုမှာ အွန်လိုင်းကနေအလောက်ကန်ရှာဖွေရေး website ကိုတည်ထောင်ခဲ့သူကျွမ်းနိုင်လေးပြီပါ သူ့ဘဝအကြောင်းပြောပြတာကိုအခါအခွင့်သိလို့အပြစ်မှာနားထောင်ခဲ့ရပါတယ်သူကအမေရိကန်နိုင်ငံသားပါငငယ်လေးကလေးကအရန်ရှိရတဲ့ချစ်သူကောင်မလေးကသူ့ကိုလမ်းခွဲသွားတဲ့အခါသူအလူလေးကိုခံစားခဲ့ရပါတယ်ဒါနဲ့စိတ်ပြေလက်ပြောက် BNN ကိုခီးထွက်လာရင် သူအကြံတစ်ခု ရခဲ့ပါတယ်နေတူက CB ဒီဇိုင်းနဲ့မျိုးရေးပတ်ပြီးအလောက်ရှာနေရတဲ့သူတွေကို မိုဘိုင်းဖုန်းပေါ်ကနေအလောက်ရှာနိုင်အောင်ကူညီပေးနိုင်မဲ့အိန္ဒိယကိုသူရခဲ့ပါတယ်။အင်တာနက်ဆိုတာဘာမှန်သိမသိသေးတဲ့အချိန်အွန်လိုင်းကနေအလောက်ရှာလို့ရမယ်။ website တခုကိုတိဆောက်မေးဆိုတာအဲ့ဒီအချိန်ကသင်ကြားရင်လေအရန်ယူမိုက်တဲ့အိန္ဒိယလို့သင်ပြောပါလိမ့်မယ်။ဒါပေမဲ့ Jonan Levy ကလုံးဝဇွေးမလျှော့ခဲ့ပါဘူး။သူကြာရှုံးပြီးအိမ်ပြန်ချင်ခဲ့တာလေအချိန်ချင်းပါပဲ။ဒါပေမဲ့လေကြတိုင်းသူပြန်ထခဲ့ပါတယ်။ အခုတော့ BNN တနိုင်ငံလုံးမှာအကြောကြားဆုံး online အလောက်ကန်ရှာဖွေရေး website ကိုပိုင်ဆိုင်နေပြီး BNN သူဇနီးရှွရှွလေးရဲ့တာသမင်းတွေရဲ့နဲ့သူ့ဘဝကပျော်စရာအတိဖြစ်နေပါပြီလောကကြီးမှာမိမိကိုဘာတွေဖြစ်ပျက်နေဆိုတာတဲ့ထိုအဖြစ်ပျက်တွေကိုမိမိကဘလို့တုံ့ပြန်မလဲဆိုတာသာပိုအရေးကြီးပါတယ်တင်းရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးတင်းဘဝကပိုကောင်းသွားနိုင်တယ်လို့တင်းဘဝလေးပျက်စီးသွားနိုင်ပါတယ် အရှိကဘဝရဲ့အရေးကြီးအစိတ်ပိုင်းပါဒါပေမဲ့အရှိကဘဝမဟုတ်ပါဘူး